အားလုံးမင်္ဂလာပါအာဆန်နဲ့ပဲဂျိတ်ဂျင်းနယ်ကနေပြန်လည်ဂျူဆိုလိုက်ပါဒီနေ့မှာတော့ကျွန်တော်အပြောင်းရွှေ့အကြောင်းလေးတွေကျွန်တော်ဒီနေ့နည်းနည်းပြောမယ်ပေါ့နော်ကျွန်တော်ရဲ့ live session မှာလည်းပြောရည်ဆိုလိုမျိုးလေးပဲတချို့တချို့တွေက live ကိုလာမကြည့်ခဲ့တဲ့လူတွေရှိရယ်ဆိုတော့ကျွန်တော်ဒီနေ့ video လေးပြန်လည်ပေးရဖြစ်တယ်အဲ့တော့အရင်ဆုံး basic ကနေစပြမယ်ကျွန်တော်တို့ဒီမှာအလိုအဆုံးကတိုက်ဆက်အလိုချင်ဆုံးကစားသမားလို့ပြောရင်ခုလူမှထွက်နေတဲ့ကစားသမားရဲ့မှာတိုက်ဆက်မှုစစ်စစ်တရက်ကိုခေါ်မှမှန်ရင်တော့မှကျွန်တော်ရိုရီကိုတအားလိုစင်တယ်ပေါ့နော်ရိုရီကို normally အပြင်တော့သူက CF မြန်မာဆော့တယ်ဒီခါလေးကျရင်သူ right wing ကိုထွက်ဆောင်နေပေါ့နော်ဒါပေမဲ့ Arsenal ရဲ့ left wing ပေါ့နော်ဘယ်ကန်တိုက်စစ်ကိုသူ့ဥဆောင်ဈေးချင်တဲ့အဲ့လိုမျိုးဖြစ်လာရင်ဘာဖြစ်သွားမလဲဆိုတော့ Rodrigo တိုက်စစ်မှာသူ့ Rodrigo Gross ဖြစ်ဖြစ် Benjamin Sakho ဖြစ်ဖြစ်ဒါမှမဟုတ်ရင်တောင်ပိုင်းမှာ Saka နဲ့ပေါ့နော်အဲ့လိုမျိုးသုံးယောက်ကျွဲပေါ့အဲတိုက်စစ်မှာ Isak ရောက်လာရင်တော့ဒါအကောင်းဆုံးနေထားဖို့ဗျအဲ့တော့ကျွန်တော်တို့ Rodrigo ရောက်လာရင်တော့ Arsenal ရဲ့ second plan ကလည်းလေးပို့ပြီးတော့တောင်ပိုင်းရဲ့ solid ဖြစ်သွားမယ်လို့ခံစားရတယ် ပိုက်စစ်မှာကတော့ဗက်တိုဂိုခရစ်နဲ့ဘယ်ဂျမင်ဆက်ကိုကိစ္စပါဘောနော်အီဆက်ကတော့ထားလိုက်ပဲအီဆက်ကကျွန်တော်တို့ရဲ့ရွေးချယ်မှုရဲ့မှာတအားကိုကောင်းမွန်တဲ့ရွေးချယ်မှုဒါပေမဲ့ရောက်လာဖို့ chance အရန်နဲ့အီဆက်တယောက်ပဲတန်း150ပေးရမယ်ရိုဒရီဂိုကပါထပ်ပြီးတန်းတရာဆိုတေးကြအဲ့ကစားသမား200လုံးကတပြိုင်တည်းအသင်းကိုဝင်မလာနိုင်ဘူးတန်း150ဆိုရဲပတ်စံကိုကစားသမား200ယောက်ထဲနဲ့သုံးရမယ့်ကိစ္စဖြစ်နေတယ်အဲ့တော့အဲ့ကိစ္စဖြစ်နိုင်ရည်တအားနေတယ်အဲ့တော့ကြောင့်မလို့ဖြစ်နိုင်ရည်များတဲ့ကျွန်တော်က Rubigo Plus Video Gogles ကိစ္စကိုပို့ပြီးစိတ်ဝင်စားတယ်ပေါ့နော် ဗက်ဂျမင်ဆာကိုကိုအာတီတော်တော့တော်တော်ကြိုက်တယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်မြင်ရပြောမယ်ဆိုကျွန်တော်ကကျွန်တော်ကလည်းကျင်းတော့နေတော့မဟုတ်ဘူးနော်ဒါပေမဲ့ဟိုတက်တည်ပြမှုရှင်ရှင်မယ်ဆိုတော့ဘောဂက်ကပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်ပေါ့နော်ပြီးတော့အတင်းမှာအကန့်ရပဲရှိရဲ impact ကြီးရဲ့ကစားသမားရှိသေးတယ်ဆိုသည့်တိုင်အောင်ကန့်ရဖက်စီရဲ့နေပြီးတော့ကျွန်တော်တရားဒီမှာ90 30လောက်တွင်းမှုအတွက်ကိုညှော်လေးလို့ရရည်ဒီထားမဟုတ်နေဘူးအဲ့တို့ကြောင့်မလို့အရှင်းဆုံးပြောမှာလို့ကျွန်တော်တိုက်စစ်မှာတိုက်စစ်မှုစစ်စစ်တရားကိုရှိလို့ရှိသေးတယ်ဒါပေမဲ့ပြဿနာဘာဖြစ်လာမလဲဆိုတော့ပြပြမယ်နော် စကူကိစ္စရောကျွန်တော်မသိဘူးကွန်ဂရက်ရောက်လာရဆိုရင်အာဆင်နယ်ရဲ့တိုက်စစ်လမ်းကြောင်းကအပြောင်းလဲဖြစ်သွားလိမ့်မယ်ဘယ်လိုကွန်ဂရက်ကအဲ့စကူ drop deal လုပ်ပြီးတော့ဘောလုံးစင်းတဲ့အပိုင်းတွေပြင်ဖြန့်တဲ့အပိုင်းတွေကိုသူကအားသာတယ်ကစားသမားမျိုးမဟုတ်ဘူးသူ့ရဲ့အားသာချက်ကသူကအဲ့စမှာနေရာယူမယ်ဂိုးသွင်းမယ်ပေါ့နော်ပြောရမယ်ဆို traditional force နဲ့ traditional number 9 view ပုံစံမျိုးနဲ့သူကဆော့တယ်ကစားသမားအဲ့တော့ကွန်ဂရက်ရောက်လာမယ်ဆိုရင်တေချာပါအာတီတာရဲ့ကစားဟန်ကိုနည်းနည်းပြောင်းရလိမ့်မယ် ။ Isaac ဆိုရင်တော့နည်းနည်းလေး alike and like sort လေးဆိုရင်တော့ Isaac ကလည်းပဲတကယ်ကိုတိုက်စစ်မှုဆက်ဆက်။အဲ့တော့တိုက်စစ်မှုဆက်ဆက်မှာလိုချင်နေဆိုရင် Arsenal လက်ရှိသွားနေတဲ့ form ကိုအနည်းငယ်ပြုပြင်ရလိမ့်မယ်။ပြုပြင်ပြီးသွားရင် Arsenal ကဘယ်လောက်ထိလုံပြနိုင်မလဲဆိုတာစိတ်ဝင်စားဖို့ပါပဲ။နောက်တစ်ခုကတော့ဟိုကစားသမားတွေအများကြီးထက်ပြီးတော့ဟိုသတင်းထွက်နေတဲ့နေရာမှာသဘောကျမိတာဟော့ဆန်ပေါ့နော်။ဟော့ဆန်ကခန်းစစ်ပိုင်းဆိုင်ရာမှာကျွန်တော်တို့အသင်းမှာလက်ရှိလည်းပဲလုံလောက်တဲ့လူကြီးရင်းစုဖွဲ့မှုရှိရဲဆိုပြီးတိုင်အောင် အသက်ရွယ်ရဖို့ဒီကစားသမားကိုခေါ်ရသင့်တယ်လို့တင်တယ်ဒါပေမဲ့ dream matrix ကလည်းပဲလိုက်နေတဲ့အတွက်ကြောင့်မလို့အရင်ကြီးတော့တေချာတဲ့နေထားတော့မရှိဘူးပေါ့နော်အဲ့တော့နောက်တစ်ယောက်နေနေတော့ထွက်နေတဲ့လူကြီးကတော့အများတယ်ပေါ့နော်ကျွန်တော်မော်ဂန်ရိုဂျာလို့ပြောတယ်တရင်ထွက်နေတယ်လုတ်မန်လို့လည်းတရင်ထွက်နေတယ်ဒါပေမဲ့တရင်ထွက်နေတဲ့ကစားသမားတိုင်းကိုကျွန်တော်တို့အခုခေါ်လို့တော့မရဘူးနီကိုဝီလီယန်နဲ့ကျွန်တော်ရိုဒီဂိုနဲ့ရှင်ရွေးရမယ်ဆိုရင်တော့ပြောမယ်ဆိုရင်တော့နီကိုဝီလီယန်ကိုတောင်းပန်ကစားသမားတယောက်အနေနဲ့စပိန်ကစားပွဲကြီးမှာတော့ကျွန်တော်ပြောသဘောကျတယ် ဒါပေမဲ့လောကလဆာအရင်များတဲ့အပေါ်မှာတောက်ရှူခြင်းများများတုံးပြီးတော့ရူဒီကိုလောကလဆာကိုကျွန်တော်နည်းနည်းလေး adjust လုပ်ပြီးတော့ခေါ်လို့ရနိုင်တော့ပိုကောင်းဝင်လို့ channel ပေါ့နော် champion league impact အရာလဲရူဒီကိုခေါ်တာပုံပြီးကြီးမားမှုရှိမယ်ကြီးမားတဲ့တက်ရောက်မှုရှိနိုင်တယ်ပေါ့နော်အဲ့တော့ဘယ်တဲ့လို့အမြင်ရောဘလူးဘလူးရောက်လာစေချင်လဲပေါ့လက်ရှိမှာအာဆင်နယ်ရဲ့စုဖွဲ့မှုပေါ့နော်ပါတီထွက်မသွားဘူးတကယ်ရောင်းထုတ်ရမယ့်ကစားသမားတွေတကယ်မရှိသင့်တဲ့ကစားသမားတွေက Ryan Sterling ကိုကစားသမားတွေမရှိသင့်တော့ဘူး မာတင်နယ်လီနဲ့ထရော့ဆတ်မှာသူတို့တယောက်တည်းကင်လာလို့ရမယ်အဲ့ဒါကလေထရော့ဆတ်ကိုကင်လာဖို့များတယ်ဆိုတော့ကျွန်တော်တွေ့ပြီးပြီเนาะမာတင်နယ်လီကိုအယောင်တင်ဖို့များတယ်ပေါ့เนาะအဲ့တော့ဒီကစားသမားနှစ်ယောက်ထွက်သွားမယ်ပြီးတော့ဂျော်ဂျင်ဟိုလိုပါလို့ထွက်ကမယ်ပေါ့เนาะအခုစူပီမန်တီရောက်လာပြီတောမတ်ပါတီကိုလည်းဆက်ကင်ထားမယ်ကိုရီးယန်စလီဘောက်ကိုတန်းထိုးနိုင်တယ်ဆိုရင်ကျွန်တော်သိန်းကရှင်းပြောရရင်နောက်နှစ်မှာတေချာဘောက်စူပလာတစ်လုံးကတော့ရောက်ကိုရောက်အကယ်လို့မရပါဘူးဆိုရင်တော့ဒီပြဿနာကြီးအားလုံးကိုခေါင်းခံရမယ့်လူကနှီးပြဖြစ်လာလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အာဆင်နယ်တင်းရဲ့လက်ရှိမှာ လိုအပ်ချက်ရှိနေသေးပါတယ်အဲ့လိုအပ်ချက်ရှိတဲ့နေရာတွေကိုဖြည့်တင်းပြီးသွားတဲ့အချိန်မှာတေချာပေါက်ပလာရတဲ့မှာနော်ပြီးခဲ့တဲ့ရက်ကပြောခဲ့တဲ့ဒါပေါ့စကိုပြောခဲ့တယ်ပေါ့နော်ဒါယူဘာလီရခဲ့တယ်တော့လက်ရှိအာဆင်နယ်နဲ့သူတို့ switch လုပ်လို့ရပြီသူတို့ switch လုပ်ချင်တယ်ပေါ့နော်ဒီစကားမျိုးကြားရတာတကယ်ဝမ်းသာတယ်မန်ယူလက်ဆက်တွေရဲ့မှာဒါရှင်းပြောရင်ဒီလိုစကားမျိုးကြားရတာတကယ်ဝမ်းသာစရာဘူးဘာကြောင့်လဲဆိုတော့ကြည့်လိုက်မယ်ဂယ်ရီနေဗီယိုဖိုင်နဲ့လို့ဆိုအမြင်နဲ့သူဘလိန်းနေတာလည်းတွေ့ရတယ်နော်ပေါ့စကိုလည်းကျွန်တော်တို့ဘလိန်းတာပဲဒါပေမဲ့ ဒီလိုမျိုးမမှန်ခင်ခင်ပြောရဲတယ်လို့နော်အာဆင်နယ်ပြည်သက်တွေကိုလည်းနားလည်စေချင်တာကအာဆင်နယ်ကအခုဘာမှမမရဘူးမှန်တယ်ဒါပေမဲ့ပေချာပေါက်လေဗင်တန်တစ်ခုကိုရောက်လာပြီးလူယူတီရှင်ကိုဒီအသိတော်ဖြစ်လာတယ်ဒါပေမဲ့ဖလားရဖို့အတွက်ကိုမိပြရဲ့ technical ဘိုင်းတွေကလည်းလိုအပ်ချက်ရှိတာပဲအမှန်ပဲအဲ့အတွက်ကြောင့်မလို့ artitel ရဲ့အပေါ်ဟန်ဒရက်ပါဆန်ကောင်းပုံချမှတ်ချက်ကနောက်ထပ်ဖြစ်လာနေတယ်။ဘာကြောင့်လဲဆိုတော့ဒီရည်မှာတေချာပေါ့အာဆင်နယ်အင်းကလိုအပ်တဲ့နေရာတွေကိုအနည်းဆုံး၂ယောက်၃ယောက်သူတို့ဝယ်ပေးလိုက်မယ်။တကယ်ကို solid ဖြစ်တဲ့ကစားသမားတွေဒါပေမဲ့အဲ့ကစားသမားတွေကို AWS ရွေးချယ်မှာပြီးတော့သူတို့ရဲ့ဘုတ်ဖွဲ့သူတို့ရဲ့အားကစား driver ဘယ်လိုမျိုးချိတ်ဆက်ပြီးသွားမှာလဲအခုဆိုအားကစား driver က Google's ကိုကြိုက်တယ်ဒါပေမဲ့ AWS ဘယ်ဂျင်းဆက်ကိုကြိုက်တယ်ပရိသတ်တယောက်အနေနဲ့ကတော့ဘယ်ဂျင်းမဆက်ကိုပွဲရင်းများဆဆမကြည့်ဘူးတဲ့ကြောင့် Gokhas ကိုပို့ပြီးတော့ willing ဖြစ်တယ်။ဒါပေမဲ့သူတို့နှစ်ယောက်တည်းကကျွန်တော်တို့တယောက်ရရင်တော်ပြီဆိုရင်တော့ကျွန်တော်တို့ဦးစားပေးလိုက်တဲ့နာ Ruby ကိုဖြစ်တယ်။အနောက်တန်း Horsing ကိုရရင်တော့ကောင်းတယ်ဆိုရင်ကွင်းလေတယောက်ကွင်းလေတယောက်သူတို့ထပ်ပြီးလိုက်ဖို့လိုရယ် ဲ့ဒါလည်းမော်ဂန်ရိုးဇာရောက်လာရင်တော့မစိုးလာဘူးဆိုပေမဲ့မော်ဂန်ရိုးဇာကလည်းဈေးနှုန်းတန်းရဆိုရင်တော့ပြောမယ်ဆိုလေးယောက်လောက်ခေါ်လိုက်မယ်ဆိုရင်တန်းသုံးရနီးပါးလောက်ကတ်သွားမယ်အနေထားကြီးပဲသူလည်းခေါ်နေမှာမဟုတ်ဘူးအဲ့တော့ဘယ်ကစားသမားတွေလူငယ်တွေကနေပြီးတော့ talent ဖြစ်တဲ့ကစားသမားတွေထွက်လာအောင်လားဆိုတာစောင့်ကြည့်ရမယ်ပြီးတော့လူငယ်တွေမှာဒီ match counting လို့လူကစားသမားတွေကို senior အသင်းမျိုးကိုခေါ်ခေါ်ပြီးတော့နေရာပေးရမျိုးတွေလည်းအတိတ်လုံးတက်ပြီးတော့ချိန်နေပါတော့နောက်နှစ်မှာပိုကောင်းတဲ့ Arsenal ကိုမြင်ရဖို့ရှိရဲ့နောက်နှစ် ဒီပြည့်ချက်ပြည့်ဖြစ်သွားတဲ့အချိန်မှာပုံမကောင်းဆိုရင်ဒီကိစ္စကြီးအားလုံးတောင်းခံရမယ်လို့ကအတိတ်ကဖြစ်လာနေပြီလို့နော်ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်အဂျေတာနောက်နှစ်မှာတော့တေချာပေါ့ဆူပလာမေဂျာထရဖစ်တစ်ခုကိုသူရောက်အောင်ယူလိမ့်မယ်လို့မှတ်ထားတယ်အဲ့တော့ကျွန်တော်ရဲ့တကယ်ချင်းတွေကဘလို့ထင်လဲဘယ်သူတွေရောက်လာရင်အကောင်းဆုံးဖြစ်မယ်လို့ထင်လဲဆိုတာလေးကို comment မှာမှန်းခဲ့ပြီးကြပါဦးဗီဒီယိုအဆုံးထိကြည့်ရတဲ့တယောက်ချင်းတွေကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးနဲ့ဒီပြန်လာခဲ့ပါမယ် transport တွေတေချာသွားပြီဆိုတော့မှကျွန်တော် transfer ချစ်ချောင်းကိုကျွန်တော်တင်ပါမယ်။ဘာကြောင့်လဲဆိုတော့ rumor rumor ပါပဲ။ဟိုအသင်းကိုရောက်လာမှလားရောက်လာတယ်လို့တက်မှတ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ photo shop လောက်နဲ့ရောက်ပြီးတော့မရောက်တဲ့ကစားသမားကြီးကအများကြီးပဲ။ဒီနေ့ဆိုလဲ Arsenal ကနာမည်ထွက်တဲ့ကစားသမားကြီးအများကြီးပဲ။ထွက်သမားကစားသမားကိုလည်းအချင်းပြောရဲနောက်ကနေပြီးတော့ဟိုအသင်းရလိုက်ဒီအသင်းရလိုက်နေပေါ့နော်။ပြောမယ်ဆိုကျွန်တော်တို့အသင်းကချိန်ပါအသင်းလို့ဖြစ်နေတာဟုတ်နော်။ဒီနေ့မှာတော့အဲ့လိုမဖြစ်ချင်ဘူးအရင်ဆုံးစီမန်ဒီမှာတော့ခေါ်ပြလိုက်ပြီးနောက်တဲ့ကစားသမားတွေရောက်လာဖို့လိုတယ်အဲ့လိုကျွန်တော်ဆက်လက်ဆောင်ကြည့်ကြတာပေါ့ ஓகே நிறைய வீடியோ நான் எல்லாம் சொல்லிடுவாங்க ஆலோசனை செய்து மே ஆகிட்டு